စစ်ကောင်စီကတောင်မျိုးသားလူမျိုးရေးတက်မတော်တရားနယ်လေးတိမ့်ပိုက်ထားတဲ့ရှုံးနယ်မြေတွေကိုပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေပေးပြီးတချို့မျိုးတွေနဲ့အပေးယူလုလနိုင်ခြင်းရှိနိုင်တယ်လို့သုံးသပ်နေကြပါတယ်။နောက်ထပ်ချက်ဖွဲ့စည်းပုံရှိကံဥပဒေအရပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ်နန်းဆန်နဲ့မဲတုံမြို့နယ်ကိုသတ်မှတ်ပေးထားပါတယ်။လက်ရှိမှာတော့တရုတ်ရဲ့ကြားဝင်မှုနဲ့စစ်ကောင်စီနဲ့တရားနယ်လေးတို့တွဲဆုံဆွေးနွေးမှုလုပ်ရမှာစစ်ကောင်စီကတရားနယ်လေးတိမ့်ပိုက်ထားတဲ့နောင်ရှိုးကြောင်မဲဒီဘောမိုးကုတ်မိုးမိတ် စတဲ့ဒေတာတွေကနေဆုတ်ခွာပေးဖို့တောင်းဆိုခဲ့ပေမဲ့ TNL ကငင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့ TNL ကိုတချို့နယ်မြေတွေကိုကိုပိုင်အုပ်ချုပ်ခွင့်ရအနေနဲ့ပေးပြီးတချို့မျိုးတွေနဲ့အလဲအလဲလုံမလားဆိုတာကိုတော့စောင့်ကြည့်ရမယ်လို့တရုတ်မြန်မာရေးလေလံသုံးသက်သူဒေါက်တာလှကျော်စောကပြောပါတယ်။အဲ့ဒါလေးကတော့တော်တော်ခက်ခဲပြ။ဟိုဟို TNL ဘက်ကလည်းသူရထားတဲ့နယ်မြေတွေကသူ negotiation ဆွေးနွေးနေတဲ့အများကြီးကြီးတာပေါ့နော်။ အဲ့တော့ကို MNDA လို့ပေါ့ MNDA ကသူအစတည်းကသူ negotiation ဆိုရဲဒေသမှာပဲသူဟိုအပြိမှတ်ပြုပေးလိုက်ရတယ်လို့တော့ဖြစ်တာပေါ့နော်ဒါအပြန့်အမှန်မှာအဲ့တော့ TNL လေးလည်းအရင်ကတော့ဘယ်လောက်ဒီကိုပိုင်အုပ်ချုပ်ခွင့်ကြီးကဒေသဆိုတာတရားမှမရှိတာအခုဒါကိုအလဲအလဲပြုပြီးတချို့မျိုးတွေပါလေပြန်ပေးဆိုလဲပေးကောင်းပေးရလိမ့်မယ်တင်တယ်မပြောတတ်သေးဘူးဒီကျမတို့စောင့်ကြည့်အောင်ဘာမှတိတ်ပေးကြရည်လားလက်ရှိမှာ TNL အနေနဲ့ နောင်ရှုကြောင်မဲတီမော မိုးကုတ်မိုးမဲနန်းဆန်မန်တုံးကုတ်ခိုင်နံဘရုမိုင်းယော်စတဲ့မြို့နယ်တွေအပါအဝင်စတဲ့မြို့နယ်ကိုတင်ပိုက်ထားတာလည်းဖြစ်ပါတယ်တီအန်အယ်လေကလက်ရှိတင်ပိုက်ထိန်းချုပ်ထားတဲ့နေမြေတွေကနေဆုတ်ခွာမှာမဟုတ်ဘူးလို့မေလ၄ရက်တနင်္ဂနွေနေ့ကပြုတ်လို့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်လော့ဆယ်ကတော့ဒါတင်ပြီးကျွန်တော်ကနေမှသာတာဝန်ယူပြီးမှစစ်မှန်အုပ်ချုပ်တဲ့နေမြေ အဲအဲ့လိုပဲပြောလို့ရပါတယ်အဲ့တော့ဒါဟိုအားလုံးတရှိပြီးသားပြီးသားပေါ့နော်ဒါဒီခုကျွန်တော်တို့၁၂မြို့နယ်ပေါ့နော်၁၂မြို့နယ်မှာဆိုရင်ကျွန်တော်တို့ဒီတာဝန်နဲ့ပြေဝတာဝန်ယူမှာဒါကျွန်တော်စီမံအုပ်ချုပ်နေပါတယ်ဒါဒီဒါကျွန်တော်တာဝန်ဒီအာအချင်းကာလအခုထိဒါကျွန်တော်တို့နောက်ထပ်ဒီ YouTube ဆိုရပုံစံမျိုးဒါတင်ငန်းလုံးကမြန်မာနဲ့ ဒီပရဒီမိုကရေစီဆိုရပေါ်သမျိုးလားအဲ့ဒီမပေါ်ထွန်းဒီဒါကျွန်တော်ကကနေမှဒီကာလတစ်ခုနဲ့တောင်းယူရမှစောင့်ရှောက်ထားတဲ့အဲဒေတာလူထုလိုပဲပြောရမှာဖြစ်ပါတယ်တကယ်တောင်းပြနေတက်တက်မှဖြစ်ပလာဖို့တော့ဒါနာကနိုင်ငံရေးဆွေးနွေးပွဲမှာဆွေးနွေးမှတက်မှရမှာဖြစ်ပါတယ်ဒါကတော့ဘယ်ဘယ်နေပြီးဘယ်နေရာဆိုတာအခုချိန်မှာပြောဖို့လိုမဲ့ဆောင်းနေဆောင်းနေသေးပါတယ်လို့ပြောကြလို့ပါတယ်လာမယ့်ဩဂုတ်လမှာလည်းတရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ TNL တို့ထပ်မံတွဲဆုံဖို့ရှိကြောင်းဗိုလ်မှူးကြီးတပ်ပန်လာကပြောပါတယ် TNL ရဲ့ရည်တည်ချက်လူလိုက်ချက်တွေကနှစ်ဖက်တပ်တွေရောက်တဲ့နေရာမှာအပြစ်ရထားဖို့လေကြောင်း drone လက်နက်ကြီးတိုက်ခိုက်မှုတွေကိုရပ်ဆဲထားဖို့နဲ့ပြည်သူတွေကိုလွတ်လပ်စွာသွားလာခွင့်ပေးဖို့ပဲဖြစ်တယ်လို့ဆိုပါတယ်။သို့တော်လည်းတောင်းလူမျိုးအနှဲငယ်သာရှိပြီးချန်ကရှင်အများစုနေတဲ့မျိုးနွယ်တွေနဲ့ပတ်သက်ပြီးချုပ်ထွေးမှုဖြစ်လာနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။